AD 496ရောမအိမ်မာယာကြီးပြတ်သုံးသွားပြီးနောက်ကမ္ဘာသမိုင်းကြီးထဲမှာခေတ်သစ်တစ်ခုစတင်ပေါ်ပေါက်လာပါတော့တယ်။အဲ့ဒါကိုသမိုင်းပညာရှင်တွေကမစ်တဲ H လို့ခေါ်ကြပါတယ်။ဒီခေတ်ဟာဥရောပတိုင်းမှာဘီယန်တွေရဲ့နိုင်ငံအုပ်ချုပ်မှုခရစ်ယာန်ဖျားကျောင်းတော်တွေရဲ့ဩဇာအာဏာလွန်ကြီးမြတ်မှုစစ်သူရဲကောင်းတွေနဲ့စစ်ပွဲတွေကြောင့်ထင်ပေါ်သလိုအဲ့ဒီအချိန်မှာပဲမြန်မာနိုင်ငံမှာလည်းပြုခေတ်ကနေစတင်ပြီးဗကန်ခေတ်အထိဒုသက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ မီဒီယာ S အကြောင်းကိုဥရောပနဲ့မြန်မာနှစ်ဖက်စလုံးကိုတကစ်ထဲမှာနှိုင်းချင်ပေါ်ပြပေးသွားမှာပါဗီဒီယိုလေးမစခင်တမိုင်းနဲ့စိတ်ဝင်စားစရာအကြောင်းအရာများတင်ဆက်ပေးနေတာဖြစ်လို့ channel လေးကို follow လုပ်ထားကြပါအောင်နော်ဥရောပမှာ AD 486ခုနှစ်ကရောမအင်မာယာကြာဆုံးပြီးသွားတဲ့အချိန်ကစတင်ပြီးအစောပိုင်းမီဒီယာ S ကို that H လို့ခေါ်ကြပါတယ်လူတွေကအကြောင်းစားပြဘူးသူတအားလုံးနေသွားခဲ့တယ်ဒါပေမဲ့ချက်ကြောင်းတော်ကြီးတွေကတော့တကူအာနာ ကြီးဆုံးအဖွဲ့အစည်းဖြစ်ထိန်းချုပ်နေခဲ့ပါတယ်။၁၇ရာစုကနေ၁၃ရာစုအထိခရုစိတ်စစ်ပွဲဖြစ်ပွားပြီးမူလကယေရှုမူဖာရာဂျေရုဆလင်မြေကိုပြန်ယူဖို့စတင်ခဲ့တာကနေဖြစ်ပွားတဲ့စစ်ပွဲပါ။ခရုစိတ်စစ်ပွဲတွေက1096ခုနှစ်ကနေ1290ခုနှစ်ထိနှစ်ပေါင်း200နီးပါးကြာမြင့်ခဲ့ပါတယ်။၁၇ရာစုအတွင်းဥရောပမှာခရစ်ယာန်ဘာသာဝင်တွေကတမန်တော်မြည်တော်ဖြစ်တဲ့ဂျေရုဆလင်ကိုထိန်းချုပ်ဖို့တကယ်ကိုမှစိတ်ဝင်စားလာခဲ့ပါတယ်။ဒီမြေက ယေရှုမိုးရှိဒါဝိတို့နေထိုင်ခဲ့တဲ့သမိုင်းဝင်နေရာဖြစ်တဲ့အတွက်ခရစ်ယာန်တို့အတွက်အလုံးကုန်မှတန်ချင်းတဲ့မြေတစ်ခုဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။အစပိုင်းမှာဗီဇန်တိုင်းအင်ပါယာ Eastern Roman Empire ဟာမွတ်စလင်တွေရဲ့အရှေ့ဘက်ကနေတိုက်ခိုက်တာခံရတဲ့အတွက်ပုပ်ယဟန်မင်းကြီးတန်အကူအညီတောင်းခံခဲ့တယ်။အဲဒီအချိန်ကပုပ်ယဟန်မင်းကဘရင်ထက်တောင်ဒုဝအာနာကြီးနေတာပါ။ပုပ်ယဟန်မင်းကြီးဖြစ်တဲ့အာဗန်စကန်က1095ခုနှစ်မှာကလမတ်စည်းဝေးမှာ ခရစ်ယာန်စစ်သူရဲကောင်းတွေကိုတိုက်ခိုင်းပြီးခရစ်ယာန်အမိန့်ဆိုပြီးအားပေးခဲ့တယ်။အဲဒီနောက် First Crusade ဗြဟ္မစစ်ပွဲစတင်ပြီးဥယောဝမှာရှိတဲ့စစ်သူရဲကောင်းထောင်ပေါင်းများစွာဟာဂျေရုဆလင်ကိုချီတက်သွားခဲ့ကြပါတယ်။ First Crusade ဗြဟ္မဦးဆုံး Crusade စစ်ပွဲကတော့1096ခုနှစ်ကနေ1099ခုနှစ်ထိကြာမြင့်ခဲ့ပါတယ်။ဥယောဝရဲ့စစ်သူရဲကောင်းတွေကဂျေရုဆလင်ကိုသိမ်းပိုက်ပြီးခရစ်ယာန်နိုင်ငံတည်တည်လေးတွေတည်ထောင်နိုင်ခဲ့ပါတယ်။ Second Crusade 1149ခုနှစ်ကနေ1149ခုနှစ်ထိကြာမြင့်ခဲ့ပြီးလောလောဆယ်ထိန်းထားတဲ့မြေတွေပြတ်သွားတော့ဝေယောပမှာနောက်ထပ်အင်အားကြီးတဲ့တပ်ဖွဲ့စေလွတ်ခဲ့ပြီးမှမောင်းမြင်ခဲ့ပါဘူး။တက်ခရုစိတ်တတိယမြောက်ခရုစိတ်စစ်ပွဲကတော့1189ခုနှစ်ကနေ1192ခုနှစ်ထိကြာမြင့်ခဲ့ပါတယ်။ထင်ရှားတဲ့စစ်သူရဲကောင်းတွေကတော့အင်္ဂလန်နိုင်ငံက Richard the Lionheart နဲ့မွတ်စလင်ကောင်းဆောင်တွေဖြစ်တဲ့ Slaughter တို့တိုက်ခိုက်ခဲ့တဲ့အချိန်ပါပဲ။ ဆလာတင်ကဂျေရုဆလင်ကိုတင်ထားပြီးမြဲခရစ်ယာန်တွေကတော့ဖျားကြောင်းရှိတဲ့တန်ရှိရမြို့ကိုသွားရောက်လက်ပဲခွင့်ပြုခဲ့ပါတယ်။ Four Crusade ထောင်နေရာနှစ်ခုနှစ်ကနေထောင်နေရာလေးခုနှစ်အထိကြာမြင့်ခဲ့ပြီးဘိုးရန်မင်းကြီးအမိန့်နဲ့ပဲစပြီးကွန်စတန်တီနိုပယ်ကိုကြီးသက်သွားခဲ့ကြတာပါ။ဒါပေမဲ့ကမ္ဘာ့သမိုင်းထဲမှာအချက်ကြီးဆုံး Crusade လို့ခေါ်ကြပါတယ်။နောက်ပိုင်း Crusade တွေကလည်းအောင်မြင်မှုမရှိဘဲတဖြည်းဖြည်းအဆုံးသတ်သွားတယ်။အဲ့ဒီစစ်ပွဲမှာလူကြီးတန်းကနေသုံးသန်းထိတိုက်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ အခုဖြစ်နေတဲ့ Israel နဲ့စစ်ပွဲဟာလည်း Crusade စစ်ပွဲရဲ့နောက်ဆက်တွဲလို့ဆိုလို့ရပါတယ်။ဥရောပမှာလူသံမောများစွာတည်ဆုံခဲ့ပြီးအစိုးရတွေပုံပြီးအင်အားနှဲသွားတယ်။တူရကီနဲ့အာရဗ်ကမ္ဘာမှာတော့မွတ်စလင်တွေပဲဟာပုံပြီးတော့အင်အားတိုးပွားလာတယ်။ဒါပေမဲ့စီးပွားရေးအနေနဲ့ဥရောပမှာအရှိတိုင်းနဲ့အနောက်တိုင်းကုန်သွယ်ရေးပုံပြီးမြင့်တက်လာတယ်။စီအချိုးရေးအလောက်ကုန်ပစ္စည်းတွေဥရောပရောက်လာပြီးရိနိုင်းဆက်စတင်မှုအခြေခံအုတ်မြစ်ဖြစ်လာခဲ့တယ်။စစ်ပွဲတွေကြောင့်ဥရောပမှာစစ်နည်းပြူဟာအစ်စ်တွေတော့ပေါ်ထွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့နိုင်ချင်ရင်တော့ဥရောပမှာခရုစိတ်စစ်ပွဲတွေဖြစ်နေချိန်ဆက်တဲ့ရာစုနဲ့ဆက်သုံးရာစုမှာမြန်မာနိုင်ငံမှာတော့ပကံခက်တိဆောက်နေချိန်ဖြစ်ပါတယ်။ဥရောပမှာစစ်ပွဲကြီးတွေဆင်ဆက်မပြတ်ဖြစ်နေချိန်မြန်မာတို့ကဘုရားကျောင်းဇေဒီပထိုးတွေတိဆောက်ပြီးနိုင်ငံရေးစည်းလုံးရေးတွေကိုအဓိကထားခဲ့ပါတယ်။ဒါကြောင့်ခရုစိတ်စစ်ပွဲတွေနဲ့ဥရောပမှာကဘာပြတ်တယ်လို့ဖြစ်နေပေမဲ့မြန်မာနိုင်ငံမှာတော့ထပ်တူညီနေရာတွေမှာသာသနာသုတ်သက်မှုတွေအဓိကထားခဲ့တာတွေ့ရပါတယ်။ ဆက်လက်ရစုမှာ Blood Dust ဆိုတဲ့ plate ယောဂါစုကြီးဖြစ်ပွားပြီးလူဦးရေတန်30ကျော်သေဆုံးသွားခဲ့တယ်။ဒီပမာဏကဥရောပမှာရှိတဲ့လူဦးရေပမာဏရဲ့သုံးပုံသပုံခန့်ရှိတယ်လို့ဆိုပါတယ်။နောက်ဆုံး55ရစုမှာတော့ Renaissance A စတင်ပြီး Middle A ဆုံးသက်လိုက်ပါတယ်။မြန်မာနိုင်ငံမှာတော့9ရစုကစတင်ပြီးပြည်နိုင်ငံစုတည်ရှိခဲ့ပါတယ်။ဘုရားသာသနာကိုအဓိကကြည်ကျင်ကြပြီးဘုရားကြောင့်ဇေဒီပထိုးတည်ဆောက်မှုတွေဆင့်မြင့်ခဲ့တယ်။နောက်ပြီးဆက်တရာစုမှာအနောထာမင်းကပကံမျိုးသားစီးလုံးကြီးကိုအောင်မြင်စေပြီး မြန်မာနိုင်ငံထဲကအကြီးဆုံးနိုင်ငံတော်တစ်ခုကိုတည်ထောင်နိုင်ခဲ့တယ်။ဒီနေရာမှာအနော်ဒါမင်းအကြောင်းတစ်ဆက်တည်းဖော်ပြရမယ်ဆိုရင်ပထမအင်္ဂလိပ်မြန်မာနိုင်ငံတော်ကြီးကိုစတင်တည်ထောင်ခဲ့သူဖြစ်တယ်။ဗကံမင်း55ဆမြောက်အနက်42ဆမြောက်မင်းဖြစ်တယ်။အနော်ဒါမင်းကဗကံပြည့်ရှင်ကွန်းစော်မင်းဟုလည်းခေါ်တဲ့အကြောင်းဖြူမင်းနဲ့မိဖုရားမြောက်ပြင်တဲတို့မှတက္ကရစ်386ခုနှစ်မှာမွေးဖွားတဲ့သားတော်သူဟုဖြစ်တယ်။ခမဲတော်ကနန်းချပြီးဒီနန်းစိုးစံနေတဲ့နောင်တော်စုပ်ကလေးမင်းနဲ့အနော်ဒါမင်းတို့ညင်းစည်းချင်းတိုက်ပြီး အနိုင်ရတဲ့အခါရဟန်းပြုနေတဲ့ခမဲတော်ရှိရာကျောင်းတော်ကိုသွားပြီးခမဲတော်ဟာမင်းပြုရဲ့တောင်းမှန်တယ်ခမဲတော်ကငါအသက်ရွယ်ကြီးပြီးအမောင်သာမင်းပြုတော်မူမှတက်ကြက်၄၀၆ခုနှစ်တည်းရာဇပိသိကခံ၍နန်းသက်တယ်ခမဲတော်ကလည်းမင်းမြောက်တန်စား၅ပါးနှစ်တကွမင်းဆောင်မင်းရောင်မင်းခမ်းမင်းနာအကုန်ကျင်းပစေ၍ရဟန်းပြုစေတယ်ကွမ်းစောကျော်ဖြူမင်းနင်းကြပြီးနောက်သာသောသုခရမင်းကထိနှံပြုခဲ့တယ် ဆုံဂရင်းမင်းနဲ့ဖေသူအမိကွဲဖြစ်တဲ့အနော်ထာမင်းရဲ့မဲတော်ကိုမိဖုရားဖြစ်သိမ့်ပိုက်ခဲ့တယ်။အနော်ထာမင်းကအဆုတ်ကလေးအမကြည်မနဲ့ဖြစ်ကနန်းတော်မှထွက်ပြီးစစ်တိုက်ရန်စစ်တီအင်အားစုဆောင်ခဲ့ပြီးဘင်္ဂောပြန်လဲသိမ့်ပိုက်ရန်ရှီတက်လာပြီးနောက်စစ်ဖြစ်ရင်လူအများပြားတည်ကြည်ပျက်စီးမိကိုမလိုလားတဲ့ဖြင့်နောင်တော်ဆုတ်ကလေးမင်းနဲ့မြင်းကပါအရက်တွင်တူချင်းစီချင်းထိုးခဲ့တယ်။နောက်ဆုံးအနော်ထာမင်းအနိုင်ရပြီးဗကန်တွင်မင်းဖြစ်လာခဲ့တယ်။ဘူယောဘာမှာခရုစိတ်စစ်ပွဲတွေဖြစ်နေခြင်းမြန်မာနိုင်ငံမှာတော့ဘုရားကျောင်းဒေသီပသူတွေတည်ဆောက်မှုတွေနဲ့ ၎င်းကအထင်ကရဖျားဆောက်ဦးတွေတည်ဆောက်နေရဖြစ်ပါတယ်။ Middle East Twin ဥရောပမှာလူမှုစနစ်နဲ့အုပ်ချုပ်မှုပုံစံကိုဗြိတိသစ်စနစ်အတိုင်းတည်ဆောက်ထားပါတယ်။နာမည်သိဘရင်နိုင်ငံပေါ်အစိုးရကြီးအများကိုအများဆုံးထိန်းချုပ်သူနာမည်နဲ့အရက်သားစစ်သူကြီးဘရင်ကပြည့်ရတဲ့မြေမျိုးအိုးအိမ်အစိုးရအာဏာကိုအုပ်ချုပ်ပြီးစစ်ဘက်ကူညီသူတွေဖြစ်တယ်။နာမည်သုံးစစ်သက်နဲ့စစ်သူရဲကောင်းများမြို့နယ်နယ်မြေကိုကာကွယ်ရန်တပ်ပြီးဂုံတိုက်ခါအတွက်တိုက်ပွဲဝင်ရန်တာဝန်ရှိစစ်သူကြီးများ နမလေးပြည်သူလူထုနေရာပေါ်လေရာလောက်ကင်ပြီးစံအားနဲ့တိုင်းပြည်အတွက်ခွန်ပေးဆောင်သူများဆိုပြီးရှိပါတယ်ပြည်သူလူထုကတော့အချိန်ကအဖြစ်ကြေးရွာမှာလေရာလောက်ကင်ခြင်းနဲ့တဘာဝရင်းမြစ်သုံးချပြီးလောက်ကင်နေထိုင်ကြပါတယ်စေသူရဲကောင်းတွေနဲ့စစ်တပ်ကတော့တာမန်အချိန်မှာဘရင်အတွက်လုံခြုံရေးနဲ့တိုက်ခိုက်မှုများလှုပ်ဆောင်ကြရပါတယ်မြန်နိုင်ငံအတွင်းမှာလည်းမေတ္တေအစ်တွင်ဥရောပလိုကောင်းမွန်တဲ့အုပ်ချုပ်မှုရှိခဲ့ပါတယ်နမတေဘရင်အပေါ်ဆုံးအာဏာရှင်နိုင်ငံအပေါ်အစိုးရကိုထိန်းချုပ်သူ နမနဲ့မူမတ်နမည်စီမံခက်ခွဲသူစစ်တပ်နဲ့အတူအစိုးရအမိန့်ကိုလိုက်နာသူနမတ်၃စစ်တပ်ဘေးအမိန့်တိုင်းစနစ်တကျလိုက်နာပြီးနမည်ကာကွယ်ရန်အတွက်တာဝန်ရှိသူများနမတ်၄ပြည်သူလူထုလေယာလုတ်ကင်ချင်းလုပ်ငန်းများနဲ့အသက်မွေးနေထိုင်ကြသူများလူထုကတာမန်အဖြစ်လေယာလုတ်ကင်ချင်းအိမ်မွေးတိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများလုပ်ကင်ပြီးနေထိုင်ကြပါတယ်စစ်တပ်နဲ့အစိုးရအဖွဲ့အစည်းကြောင့်နိုင်ငံတော်ကစီကန့်ရှိပြီးလူထုဘဝကိုထိမ့်သိမ်းထားပါတယ် ကိုယ်ကွယ်ယုံကြည်မှုအပိုင်းကိုကြည့်မယ်ဆိုရင်ခရစ်ယာန်ခေါင်းဆောင်တအူးကအဖွဲ့အစည်းအလုံးပေါ်အာဏာကြီးမှပြီးချက်ကြောင်းတော်ကြီးတွေဟာလူထုဘဝပေါ်စီမင်းစည်းကမ်းနဲ့ထိန်းချုပ်သလိုအစိုးရထက်တောင်မှဩဇာအာဏာကြီးခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့ဗုဒ္ဓသာသနာကိုအခြေခံပြီးနိုင်ငံတော်တည်ဆောက်မှုနေရာမှတွင်စည်းကမ်းတွေနဲ့ထိန်းသိမ်းခဲ့တယ်။ဗကံခေတ်ကသာသနာသူတက်မှုထောကားဆုံးဖြစ်ပြီးတင်ကြီးဆုံးခေတ်တစ်ခေတ်လည်းဖြစ်ပါတယ်။ဗကံဖျားများအာဏာဖျားများကိုတည်ဆောက်နိုင်ခဲ့ပါတယ်။စစ်ပွဲတွေနဲ့စစ်တပ်အပိုင်းမှာတော့ဝေယောဘမှာ စစ်သည်ရဲကောင်းတွေဟာတန်နဲ့ပြုတ်လုထားတဲ့ချက်ဝက်တန်စာတွေဝစ်စင်ပြီး plan formation လို့ခေါ်တဲ့စစ်တမ်းနဲ့တိုက်ခိုက်ကြတယ်။မြန်မာနိုင်ငံမှာတော့မြင်းသက်၊စင်သက်၊လက်နက်ကြီးတပ်တို့ကိုတုံးပြီးဘီရင်မင်းတရားကြီးတို့အတွက်တိုင်းပြည်ရဲ့ဂုံတိခါအတွက်တိုက်ခိုက်ခဲ့ကြတယ်။ပုဂံခေတ်အတွင်းမြန်မာစစ်တပ်ဟာအနောက်တိုင်းစစ်သူရဲကောင်းများလို့စနစ်တကျဖွဲ့စည်းမှုရှိခဲ့ပါတယ်။အဆုံးသတ်ရရင်တော့မက်ဒယ် X ကိုတမိုင်းထဲမှာဥရောပနယ်ပယ်အတွက်တာမဟုတ်ပဲသူညီတဲ့အချိန်ကာလမှာမြန်မာနိုင်ငံအတွက်လည်းပြည်နိုင်ငံမှာပုဂံခေတ်သည့်ဒုသက်မှုတွေအလွန်များစွာသိမြင်ရပါတယ်။ ဥရောပမှာခရုစိတ်စစ်ပွဲတွေစစ်တပ်စစ်သည်ကောင်းတွေရဲတိုက်တွေပေါ်ပေါက်ခဲ့တယ်လို့သူညီတဲ့အချိန်မှာလည်းမြန်မာနိုင်ငံမှာလည်းဘုရားကျောင်းတော်ကြီးတွေတည်ဆောက်ခဲ့ပြီးဘုရားသာနာကိုကမ္ဘာအစ်ဖြစ်ချင်းမြောက်ခဲ့ပါတယ်အဲဒီလိုနဲ့မေတ္တာအိတ်ဆာကမ္ဘာနဲ့အစွမ်းထက်ဆုံးဖြစ်တဲ့ဖြစ်ခဲ့ပါတော့တယ်